ရှုရလာလာလာအမနီ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 ဝိရတဲ့ဒါသမီးဆိုတော့အဲချစ်တာတော့အကုန်မိဘတိုင်းတော့ချစ်ကြပါပဲကျွန်တော်လည်းအဲမိဘတွေတည်းရမိဘတွေလို့ပါပဲကိုမိုးတဲ့ဒါသမီးတော့ကိုချစ်ပါတယ်ဒီလိုမျိုးကိုဒါသမီးကိုဝိုင်းပြီးချစ်ကြပေးတယ်ပြိတ္တတွေအဲမိသားစုတွေဆွေမျိုးတွေအဝင်းချင်းတွေ ဒီလိုချစ်ခင်တဲ့ပဝင်းချင်းအတိုက်အမြုံကိုရရှိတဲ့အတွက်ကျွန်တော်အားလုံးကိုကျေးဇူးအများကြီးတင်ပါတယ်။အဲကျွန်တော်မင်္ဂလာပွဲကျွန်တော်ဘယ်လိုကျွဲလဲ။ဘာဝတာချောရိုးဟိုဟိုအားကြဟိုအားရအတီအတီဟိုအားရအတီဒါကြတော့အဲ့လိုလေလိုဖြစ်နေတယ် မင်းလာတောင်းတော့ပါ။ဟာငါတို့ရဲ့လူလူညတွေရဲ့နောက်ဆုံးညတညပဲ။ဟုတ်မင်္ဂလာပါခင်ဗျာ။ဟုတ်ကဲ့ကျွန်တော်တို့ရဲ့မင်္ဂလာပွဲဆိုရယ်ရုပ်ရှင်ဇာတ်ကားကြီးရဲ့ပထမအဦးဆုံးဖြင့်ဒီစာနေခြင်းတွေနဲ့ကျွန်တော်တို့အမှုပညာညီကောင်မတွေနဲ့ပြိတက်တွေနဲ့အဆံတွေနဲ့အဲခင်ရမင်းကြောင့်ဒီသားစုတွေနဲ့ပျော်ရဲပွဲလေးဖြစ်ပါတယ်ခင်ဗျာကျွန်တော်ကဒီကားထဲမှာအယူမှုချက်တာပေါ့နော် အယူမှုအယူမှုချစ်တယ်ဆိုတာအဲအယူမှုချစ်တာပေါ့နော်အယူမှုချစ်တော့ကိုယ်ကောင်မလေးနဲ့မင်္ဂလာဆောင်ရဖို့အရေးကိုပဲအာယုံဆိုင်ညာပေါ့နော်အဲအမမအမလာအောင်ဇလန်းနေအပြင်မှာတော့အဲ့လိုကြီးတော့ပဲချွဲနေပဲအဲ့ကျတော့ယောက်ျားကြီးနဲ့တော့ဘလိုကြီးမှန်းတော့မသိတော့တအားကြီးချွဲနေအကိုကူတော့အသေးမရပါဘူးဒီလိုပဲပေါ့ဟိုဘက်ကချွဲတာဟိုတော့ကမရတော့တာပေါ့နော်ဟိုကချွဲတဲ့ချိန်မှာဒီဘက်က ျော့ပျော့လာတော့ချောအောင်အဲ့ခန်းကြည့်တော့ပါတော့လေမမျောပါဘူးမင်္ဂလာဆောင်တော့ရှိတာပေါ့ဒါပေမဲ့ဒီလိုမင်္ဂလာဆောင်တော့မဟုတ်ဘူးလေကျွန်တော်တို့မင်္ဂလာဆောင်ပါချူလေးရကြတော့သူကဟိုပါပေါ့ဒီအစီအစဉ်နဲ့လူပေါ့နော်ပလန်နာပေါ့အဲမင်းမြင့်မူကသတို့သား၂ယောက်နဲ့သူဘလို့မင်္ဂလာဆောင်မလဲပေါ့နော်အဲအဲ့မှာဇလန်းကြီးက အဲအဲ့လိုပေါ့ဒီကော်မတီလေးလေးဖြစ်တဲ့အတွက်ဒီပေါ်မှာပဲဒီတဲရမှာရှိတဲ့ကာရီတာကိုပဲအဓိကတော့ဟိုတရုတ်ဆောင်ရတာပါလေတရုတ်ဆောင်ရတယ်အဲပြီးတော့ဒီမှာကျတော့ဒီမင်္ဂလာဆောင်မှာပဲအဲအလွယ်လွယ်ချော်ချော်လေးဖြစ်တယ်အဲပြီးရင်ထိုင်ရွန်ရဲ့ကျွန်တော်ရဲ့ရှူလေးရဲ့မိုင်းဆူရဲ့မင်းမြမိုးရဲ့အပြင်ဥခင်လိုင်းရဲ့ကိုတွက်လက်ရဲ့အဲအဲ့လိုမျိုးပေါ့တခြားလာပြီးတော့အဲ့လိုကောင်းတဲ့နေအောင်ရှုပ်ကြမယ် ခါရီလည်းရှိသေးတာပဲเนาะအဲ့လိုမင်္ဂလာပွဲအကြီးကြီးမှာအဲလာပြီးတော့အဲ့လိုတစ်ခုပြီးတစ်ခုတစ်ခုပြီးတစ်ခုတစ်ခုအဲ့မှာဇလန်းတွေကအဲ့လိုမျိုးစုံတွေရှုပ်ပြီးတော့ဒီမင်္ဂလာမဆောင်ခင်မှာလည်းထိုင်ဝင်နဲ့ကျွန်တော်နဲ့ပတ်ပြီးတောင်းကျမ်းလိုက်သေးတယ်အဲ့တော့ရိုးသမီးတယောက်တည်းမှမသိပဲနဲ့နှစ်ယောက်တောင်းကျမ်းလိုက်သေးတယ်အဲအဲ့လိုမျိုးလေးဆိုတော့အဲ့လည်းဇလေးလည်းဆန်းတယ်ပေါ့နော်အဲကြည့်ရတဲ့ဘာသာပုံစံလေးကနောက်ထပ်တစ်မျိုးဖြစ်မယ်လို့ကျွန်တော်မျှော်လင့်ပါတယ်ဒီထဲမှာတိုင်တော့ ။ဒါကျွန်တော်ကမမူးမမူးကျွန်တော်ကျွန်တော်ကောင်းပါလေးအတွက်ပဲကျွန်တော်ကလှုပ်တာ။အဲအဲ့လိုမျိုး။ကိုယ်ကောင်းပါလေးဘယ်အယူမှုဖြစ်။အယူမှုအယူမှု။အဲအရက်တော့မူးရတိုင်းမအမ်း။ဒါကျွန်တော်မင်္ဂလာပေါ်ကျွန်တော်ဘယ်လိုချွဲလိုက်လဲ။ဟုတ်ကိုမင်္ဂလာပေါ်တော့ဒါ၆ရူ။ဟိုဟိုအားကြောင့်ဟိုအားရောအတီအတီ။အဟိုအားရောအတီ။ဒါကြောင့်အဲ့လိုဒီလိုဖြစ်နေတာ။ဒီစကားကကြတော့ကျွန်တော်တို့ နှစ်ယောက်တည်းအတွက်လည်းပဲတက်ဆိုင်တာပေါ့လေတက်ဆိုင်တဲ့ဒီရလေးကိုအဲ့လိုအဖြစ်ပြက်တူတဲ့အဲကျွန်တော်တို့ရဲ့ပြည်သက်တွေနဲ့ရင်ပချင်းနှီးွားတဲ့အတွက်ပေါ့နော်ရင်ပချင်းနှီးွားတဲ့အတွက်ဒီစကားအထီရောက်မှုရှိသွားတာပေါ့နော်အဓိကတော့ကျွန်တော်တို့နှစ်ယောက်တည်းအတွက်ကျွန်တော်ပြည့်တဲ့ကတိပေါ့နော်အဲတုန်းကအဲတုန်းကအဲတုန်းကဆိုတော့အခုမဟုတ်ဘူးလို့ပြောရမှာလေအဲအဲတုန်းကကျွန်တော်ပြောခဲ့တဲ့စကားပေါ့နော် ပြောမယ်ဆိုရင်တော့အစကားတစ်ခုပြောဖို့အတွက်အမှတ်တရဆိုတာကျွန်တော်ဘဝတစ်ချောက်လုံးကိုပြန်ပြောရမှာလို့ဖြစ်နေတယ်။မိကုံးကတော့တည်တည်တည်ပဲကျွန်တော်ဖြေရမှာအများများနေတယ်။ကောင်းပါလေကျွန်တော်ကောင်းတဲ့စကားကိုပြောခဲ့တာပဲလေ။ကျွန်တော်မကောင်းတဲ့စကားပြောခဲ့တာမှမဟုတ်တာ။ဒီကောင်းတဲ့စကားကိုဟိုအတူယူကြရတဲ့ကျွန်တော်လည်းပီတိဖြစ်ပါတယ်။ဟုတ်အဲ့တော့အစဉ်ပြေသွားတဲ့လူတွေလည်းရှိနိုင်ပါတယ်။အစဉ်ပြေတဲ့လူတွေလည်းရှိနိုင်ပါတယ်ဗျ။ကျွန်တော်မေးရတယ်ဘယ်လောက်ထိပီတိဖြစ်ရလဲ။ဘယ်လောက်ထိအမတ်တရားဖြစ်ရလဲ။ဘလောက်တိ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  အရန်ဖြစ်ရပါတယ်ဘုံမေးလာတဲ့ဒါသမီးဆိုတော့အဲချစ်တာတော့အကုန်မိမိဘတိုင်းတော့ချစ်ကြမှာပဲကျွန်တော်လည်းအဲ့မိဘတွေတည်းရမိဘတွေလိုပါပဲကိုမွေးတဲ့ဒါသမီးတော့ကိုချစ်ပါတယ်ဒီလိုမျိုးကိုဒါသမီးကိုဝိုင်းပြီးချစ်ကြပေးတယ်ပြိတ္တတွေအဲမိသားစုတွေဆွေမျိုးတွေအဝင်းချင်းတွေအဲဒီလိုချစ်ခင်တဲ့ပဝင်းချင်းအတိုက်အမြုံကိုရရှိတဲ့အတွက်ကျွန်တော်အားလုံးကိုကျေးဇူးများကြီးတင်ပါတယ်ဟုတ်ကဲ့ကျွန်တော်တို့ရဲ့ဒီမင်္ဂလာပွဲရုပ်ရှင်ဇာတ်ကားကြီးက ဲမင်္ဂလာပွဲကြီးရှင်စကားရဇွန်လ28ရက်နေ့မှာညီမတပီလုံးမှာရုပ်ရှင်ပြသမှာဖြစ်ပါတယ်အဲတော့အားလုံးအားကိုကြည့်ရှုဖို့လည်းကျွန်တော်ပြောချင်ပါတယ်ဗျာကျေးဇူးတင်ပါတယ်